ဘုရှင်ကတုတ်ပရိတရားတော်တမန္တသက္ကဝါလိတုအတရာကိသံတုဒေဝတာသရမံမူနိရာဇတသုဏတုတက္ကမောခတံဓမ္မတဝနာကာလောအယံဗတ္တန္တာတမန္တာဝွင့်ကျင်ပ္ပချာယတိတာမသက္ကဝါလိတုရှင်းတောင်းလေးတောင်းမြင်ဆောင်သည့်စကြဝဠာတောင်းရွယ်တောင်းသောလောကရာတိုက်တို့၌ ဝတ္တန္တာကြည်သာချမ်းမြဏိထိုင်ရကုန်သောဒေဝတာရောင်းဝါတကူကေမူကြီးမနာများတို့သည်အတရာဘုဇင်္ဂသောပရိတရားရွပွားရဤအယဤငိဟာဌာနရှိသောအဂိသံတူညညာဖြောက်ရလာလျောမူကြပါကုန်လောမုဏိရာသတ္တတရားမင်းသခင်ဖျားရှင်ကုရောမြတ်ကြီးဤ တက္ကမောက်ခရဏနယဝနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောတရမံသူရောကောင်းတရားတော်များကို တုံ့မေ့သင်္နာပေါင်းတို့သည်သူနန်းတို့နားလဲကြပါကုန်လောဗဒ္ဒန္တာဥနာပေါင်းသူရောကောင်းတို့အယံဤခာတိကဓမ္မတဝနာကာလောတရားတော်ကိုနာကြားရသောခါပီတိမြတ်စွာဘုရားကိုရှ िख ုကတော့တဲ့ခါမှာ အာယုံဆိုင်ပြီးတော့အင်းကြွတော့ရအောင်တဲ့နမောတတ္တဗုဒ္ဓဝါတော်ရဟတော်သမ္မာသမ္ဗုဒ္ဓတံအရဟံတော်လူမင်းနမင်းမြမမင်းတို့ဤဝစင်းကိုရပူဇော်ခြင်းကိုခံတော်မူတိုက်ထသောအရဟတော်တထောင်၅ရာတိဟူသောကိလေသာကံကွက်ကိုချိုးဖျက်တော်မူတတ်ထသောသမ္မာသမ္ဗုဒ္ဓတံတစ္ဆာလေးရာတရားမြတ်ကိုဆရာမကူ တရားဘုညာတော်မြတ်ဖြင့်ကိုရတိုင်းတည်တော်မူ위ထတော်တတ္တဘဂဝါတော်ဣသရိယဓမ္မယတ္တိရိကာမပယတ္တဟုဆိုအပ်တော်ဘုံတော်၆စုံတကူကုန်နှင့်ပြည့်စုံတော်မူသောထိုဘုရားရှင်ကိုရမြတ်ကြီးအားနောမကံယုံနာနှစ်ပြားငါးခန္ဓာကိုသူငါမဲ့ခေါ်ဘုရားတပည့်တော်တို့ဤနမောနမကားတော် ယုတိမြန်နိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသူ၏ဖြစ်ပါစေတည်းဘုဆင်တုတ်ပရိတရားကို နာကြားကြရမယ်ဒီပရိတရားဤနာကြားရတဲ့အကျိုးအာနိသံသဟာဘယ်လောက်များတယ်ဆိုတာကိုလည်းပဲသိကြရမယ်ပရိတရားနာတဲ့အခါမှာနာတဲ့ပုဂ္ဂိုလ်ဘက်ကစေတနာ၃ချက်ရှိတယ်ဟောကြားတဲ့ပုဂ္ဂိုလ်ဘက်ကလည်း၃ချက်ရှိတယ် သူ့ဘက်က၃ချက်ကိုယ့်ဘက်က၃ချက်ဖြစ်ဆွတ်ပြီးတော့ဟောမယ်နာမယ်ဆိုရင်ပရိသမန္တတော့ဗယံတယတိရခတိတိပရိတံလို့ဆိုတယ်။နာကြတဲ့ပုဂ္ဂိုလ်ဘက်ကစေတနာ၃ချက်ကပရိတရားနာကြားရလို့ရှိရင်တော့ဖြင့်တို့ကြာရောက်နေတဲ့ဘေးဥပအန္တရာယ်ကြာရောက်ဆဲကြာရောက်လက်တန့်တော့ဘေးဥပအန္တရာယ်ရံအတွယ်တွေဒီဟာကင်းစင်လွင့်ပြောက်ချမ်းသာခြင်းရောက်လိမ့်မယ်လို့ယုံကြည်ခြင်းကတပါး ပရိတရားနာကြနေခြင်းအခိုက်၌စိတ်စီရနာဘယ်မှမဆောင်ပင်နဲ့ကောင်းကောင်းနာကြခြင်းကတပါပရိတရားနာကြနေခြင်းအခါဝယ်ခန္ဓာကိုယ်ကအမျိုးမျိုးဖုံဖုံဖောက်ပြန်ပြည့်စည်လာတဲ့အခါမှာမရှိမပြောင်းမဆောင်မငယ်ပဲနဲ့အိုးအနတ္တခန္ဓာကိုယ်ကြီးဆိုတာတင်မှန်ပါကလားလို့ယောနိတော်မနတိကာရနဲ့နှလုံးသွင်းလိုက်ရင်နိယတမိစ္ဆာဒိဋ္ဌိကလွတ်ကင်းခြင်းကတပါတဲ့ဒီ၃ပါးထားရမယ်တဲ့နာကြတဲ့ပုဂ္ဂိုလ်များက ဟောကြားတဲ့ပုဂ္ဂိုလ်ကတော့ဖြင့်ပါဠိကိုလည်းမပြည့်ရဘူးတဲ့ရွတ်ပွားသွားတဲ့ပါဠိရဲ့အနဲ့အဓိပ္ပာယ်ကိုလည်းသိရမယ်လက်နာဘကိုမငဲ့ဘဲနဲ့ကျမ်းမာပါစီချမ်းသာပါစီဆိုတဲ့မေတ္တာစေနာရှိထားပြီးတော့ဖြန့်နှောပြီးတော့ပွားများဟောကြားလို့ရှိရင်တဲ့သူ့ဘက်က၃ချက်ကိုယ့်ဘက်က၃ချက်ဖြစ်ဆွတ်ပြီးတော့ဟောမယ်နာမယ်ဆိုရင်ပရိသမန္တတော့ဗယန္တရတိရခတိတိပရိတ္တံဆိုတဲ့အတိုင်း ထဝန်းကျင်မှလည်းကောင်းပတ်ဝန်းကျင်မှလည်းကောင်းကြာရောက်ချေကြာရောက်လက်တန့်တော့ဘေးဥပအန္တရာယ်ရံအတွေ့အတွေ့တွေကိုကာကွယ်စောင့်ရှောက်တတ်ဤတဲ့ဤတိတ္တနမှာထို့ကြောင့်ပြိတ္တံပြိတ္တိမိပါれလို့ဆိုခြင်းကြောင့်ကာယစေနာသုံးချက်ကိုဖြစ်ဆွတ်ပြီးတော့နာကြရာတန်တာရီတန်တရဏဒါနသဗ္ဗဒုက္ခဝိနာသနိတတဓမ္မိစာဘုဇင်ကိမာရတိနာပမတ္တနိဘုံစိတ်တော်အာယိစီမေတတ္တတိဘဝမௌဒ္ဒကုတ္တမ အာဇာတိမာသရာပြရင်အမတံနိဗ္ဗယံကတာဤဝမာတိကုနုပေတာအနိကာကုဏသင်္ကဟံဩတရိစာဤမမန္တံဘုဇင်ခင်သဗနာမဟိဘုဇင်ကိုတတိသင်္ခါရောဓမ္မနံဝိသယောတထာဝိရိယပိတိပတ္တိဘုဇင်ကသတထပရိတမရူပိခါဘုဇင်ကတတိတိသဗ္ဗတတိနာ မုဏိနာသမ္မာရခတာဘာဝိတာဘဟုလိကတာသဝတ္တန္တိအဘိညာယနိဗ္ဗာန်ာယသဗောဓိယဤတိနာသစ္စာဝဇိနာတုတိတေဟောတုတဗရာဧကသမေတမယေနာထောမောကလနိစ္စကတပံကိလာနိဒုက္ခိတေဒိဋ္ဌဝဘုဇင်္ဂေတတ္ထတိတိဒေသတံပိဏ္ဏိတဝရောဂမောသိန္တုတင်ခဏိ ဣတိနာတစ္ဆဝဇိနာသုတိတေဟောတုတ္တပရာဧကာရဓမ္မရာဇာပိဂိလိယနာပိပိလိတောသုံးတေနာတန်ယေဝပနာပိတဝနာတာရရံတမ္မောဒိဋ္ဌဝနာအာဘာဒဓမ္မဥထာတိဌာနသောဣတိနာတစ္ဆဝဇိနာသုတိတေဟောတုတ္တပရာပဟိနာတိသအဘာရာတိဏနာပိမဟေတိနံ မေဃဟတအကိလေသာဝပတ္တနုပတိဓမ္မတံဣတိနာတစ္ဆဝဇိနာသုတိတေဟောတုတပ္ပရာ